မင်္ဂလာပါရှင်ဒီကနေ့အနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တမ်းတစ်ခုမှာဖြည့်ဆို့သူ85ရာခိုင်နှုန်းကမြန်မာနိုင်ငံရေးမှာစစ်တပ်မပါစေခြင်းကြောင့်ဆန္ဒပြုဖြည့်ဆို့သူ3000ကျော်မှာ69ရာခိုင်နှုန်းကစစ်တပ်ရွေးကောက်ပွဲဟာလွတ်လပ်မျှတမှုမရှိနိုင်ဘူးလို့ဖြည့်ဆို့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဂျပန်အဖွဲ့အစည်းတစ်ခုကောက်ယူတဲ့စစ်တပ်တစ်ခုမှဖြေဆိုသူမြန်မာနိုင်ငံသား900ကိုင်နှုန်းလောက်ကစစ်တပ်ကိုနိုင်ငံရေးမှာမပါဝင်စေလို့ကြောင်းသဘောထားဆန္ဒပြုခဲ့ကြောင်းဂျပန်သတင်းဌာနယူမီယူကဖော်ပြပါတယ်မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်ကစိတ်တိုင်းကျချဲ့လေချင်းပါမဲ့ရွေးကောက်ပွဲမတိုင်ခင်ရပ်ပိုင်းအလိုမှာဂျပန်မြန်မာ Future Conference GMFC ကကောက်ယူထားတဲ့စစ်တမ်းရလဒ်တွေကိုကျင်းညာခဲ့တာဖြစ်ပါတယ်။အဲ့ဒီစစ်တမ်းဟာမြန်မာပြည်သူတွေရဲ့စစ်မှန်တဲ့အမြင်နဲ့လူလားချက်တွေကိုဖော်ထုတ်နိုင်ဖို့ရည်ရွယ်ပြီးနိုဝင်ဘာ16ကနေ30ရက်နေ့ကြားမှာကောက်ယူခဲ့တာဖြစ်တယ်လို့ ဖူကူအိုကာအခြေစိုက်အဖွဲ့အစည်းကဆိုပါတယ်စစ်တပ်ဟာအသက်၁၈နှစ်အထက်မြန်မာနိုင်ငံသား၃,၂၀၀၀စီကသဘောထားအမြင်တွေကိုကောက်ယူထားတာဖြစ်ပါတယ်အများစုကို Facebook ကနေဆက်သွယ်ပြီးသဘောထားရယူခဲ့တာဖြစ်တယ်လို့စစ်တမ်းဖြည့်ဆိုသူ58ရာခိုင်နှုန်းဟာမြန်မာနိုင်ငံတည်းမှာလက်ရှိနေထိုင်နေသူတွေ၊ဂျန်နရီကတော့ပြည်ပနိုင်ငံတွေစီပြောင်းရွှေ့ထားသူတွေလို့သိရပါဗျ။စစ်တမ်းရဲ့ရလက်တွေကိုတော့ဒီဇင်ဘာ10ရက်နေ့တော့က JMFC ရဲ့ညီလာခံတစ်ခုမှာကြေညာခဲ့ပါဗျ။ စစ်တမ်းဖြည့်ဆို့သူတွေရဲ့85ရာခိုင်နှုန်းကစစ်တပ်ကိုနိုင်ငံရေးမှာဝေမပတဲ့ကြောင့်သဘောထားမှတ်ချက်ပေးခဲ့ပြီး69ရာခိုင်နှုန်းကလာမယ့်ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုမရှိဘူးလို့ယူဆထားကြောင်းဖြည့်ဆို့ခဲ့ကြပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့စီမံကိန်းဗန္ဒာရေးနဲ့ယင်းနှိမ့်နှံမှုပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်ကအခုစစ်တပ်ရလဟောင်းမြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီးအရေးပါတဲ့အထောက်အထားတစ်ခုဖြစ်တယ်လို့ပြောပါရတယ်။ စစ်တပ်ကဥဆောင်မဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုဘူးဆိုတာကို NUG ကအစင်တစိုက်ပြောခဲ့ပြီးဖြစ်ကြောင်းဒီစစ်တပ်ဟာပိုပြီးတိကျတဲ့မေကုန်းတွေပါဝင်နေပြီးခိုင်မာတဲ့အထောက်အထားတွေကိုပါပြသခဲ့ကြောင်းဦးတည်ထွန်းနိုင်ကပြောပါတယ်။နိုင်ငံတချို့ကစစ်တပ်အုပ်စိုးမှုအောက်မှာကျင်းပမဲ့ရွေးကောက်ပွဲကိုအတိမတ်ပြုတာမျိုးရှိခဲ့ရင်တောင်ဒီစစ်တပ်လိုမျိုးရလဒ်တွေကဒီရွေးချယ်မှုတွေမမှန်ဘူးဆိုတာတုံ့ပြန်ရင်းဆိုနေတဲ့အထောက်အထားတွေဖြစ်လာမယ်လို့လည်းသူကမှတ်ချက်ပေးသွားပါတယ်။ စစ်တပ်ဟာဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အရက်သားဒီမိုကရေစီအစိုးရကိုဖျောက်ချပြီး2022ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့မှာအာဓမအာဏာသိမ်းယူခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းဖြစ်ပွားလာတဲ့ပြည်တွင်းပြည်ပခန့်တွေအတွင်စစ်တပ်ရဲ့ကြမ်းကြုတ်ရက်စက်တဲ့ဖြိုခွဲမှုတွေကြောင့်ပြည်သူ၃.၆တန်းကျော်နေရဲဆုတ်ခွာထွက်ပြေးခဲ့ရပါတယ်။စစ်တပ်ဟာနိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ်ရွေးကောက်ပွဲကိုဒီဇင်ဘာလကုန်ပိုင်းမှာအပိုင်းလိုက်စတင်ကျင်းပဖို့စီစဉ်နေပြီးတချိန်တည်းမှာပဲ2020ရွေးကောက်ပွဲအနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင်နိုင်ငံရေးပါတီတော်တော်များများကတော့ရွေးကောက်ပွဲကိုစန့်ကျင်ဆန္ဒပြတာဖျက်သိမ်းခံရတာတွေကြောင့်ပါဝင်ချမှာမဟုတ်ပါဘူးဆက်လက်ပြီးတောင်ကူလေးတက်စခန်းကိုရှော့တိုက်တုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်တဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စေကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေအားထားရတဲ့ဘကိုးတိုင်းတောင်ကူမြို့ကလေတက်စခန်းကိုနေမီကန်အဖွဲ့တွေနဲ့ပူးပေါင်းပြီး၁၀၈မမရှော့တိုက်တုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Free Warrior for မြန်မာအဖွဲ့တာဝန်ရှိသူကပြောပါတယ် စစ်ကောင်စီကတောင်ငူနဲ့ရေတာရှိတဝိုက်ကကြေးပါတွေမှာစစ်ကြောင်းတွေထိုးပြီးနေရာပေါင်းစုံအထက်ထက်ပိတ်ဆို့ထားတာအဲ့ဒီကြားထဲကလှုပ်ခဲရတာဆိုတော့အတော့ကိုခက်ခဲပြီးစွန့်စားရပါတယ်လို့စစ်စင်ရေးနဲ့ပတ်သက်ပြီးပြောပါတယ်ဒီစစ်စင်ရေးကို Free Worry for မြန်မာ VWN အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ Mountain Knight Civilian Defense Force MKCDF Anti-Ku People Liberation Force ACPLF တန်တောင်မြောက်ပိုင်းအထူးဒေသ Fighter Sarkhe အဖွဲ့တွေက KNLA တပ်မဟာနှင့် တရင်ကနဲ့ပူပေါင်းပြီးဒီဇင်ဘာ9ရက်ည10နာရီခန့်မှာ18မမရှော့တိုက်တုံး6လုံးနဲ့တိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ထားပါတယ်။တောင်ဟူလေတက်ကစီလောင်ကန်တွေကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးရှော့တိုက်တုံးပောက်ကွဲတဲ့နယ်တူနောက်ဆက်တွဲပောက်ကွဲတဲ့နယ်တွေလည်းကြားနေရတယ်လို့ဒေသခံတွေစီကသိရကြောင်းသတင်းဌာနကထုတ်ပြန်ထားပါတယ်။ကျွန်တော်တို့ဘက်က9955မှာပြစ်လိုက်တာသူတို့ဘက်က10920လောက်ကစပြီးတောက်လျှောက်ပြန်ပြစ်တာအိမ်သားမှရှိတဲ့တက်တွေပေါင်းစုံကပြန်ပြစ်တာပါ ည9နာရီကျော်လောက်အထိပြန်ပစ်နေတာလို့စစ်ကောင်စီဘက်ကပြန်လည်ပြစ်ခတ်မှုအကြောင်းကိုအထက်ပါတာဝန်ရှိသူကပြောပါရယ်စစ်ကောင်စီဘက်ကပြစ်ခတ်မှုတွေရှိခဲ့ပေမဲ့စစ်စင်ရေလှုပ်ဆောင်တဲ့ရဲဘော်အလုံးဘေးကင်းတယ်လို့အတည်ပြုပါရယ်စစ်ကောင်စီကသူတို့ရွေးကောက်ပွဲအတွက်ကြီးပါတွေကိုစစ်ကြောင်းထိုးပိတ်ဆို့နေတာဖြစ်ပြီးနေပြည်တော်မဟာမိတ်တွေရဲ့ကူညီမှုကြောင့်စစ်စင်ရေကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါရယ်ဒေါ်လန်ရေးစစ်မျက်နှာသည်ပုံမှုပြင်းထန်လာချိန်တွင်လေတက် ပြိုလျင်ဒေါ်လာရေးနိုင်မီဟူသည့်အချက်မှပုံမပေါ်လွင်လာသည့်အတွက်ဒေါ်လာရေးအင်အားစုများအလုံးသည်လည်းလေတက်ပြိုကြရေးမစ်ရှင်များကိုဒီဇိုင်းမမတ်ပူပေါင်းဖော်ဆောင်ပေးကြပါရန်အထူးတိုက်တွန်းလိုပါသည်လို့ VMW ကတိုက်တွန်းထားပါတယ်ဒီစစ်စင်ရေးက VMW ရဲ့58ချိန်မြောက်စစ်စင်ရေးဖြစ်ပြီးဒီနှစ်ထဲမှာတောင်ကူလေတက်ကို9ချိန်မြောက်တိုက်ခိုက်မှုဖြစ်ပါတယ် VNW အနေနဲ့မဟာမိတ်အဖွဲ့တွေနဲ့အတူပူးပေါင်းပြီးတောင်ငူလေတဲ့စက္ကန့်ကိုဇန်နဝါရီလ၊ဧပြီ30၊မေလ16နဲ့ဇူလိုင်10တို့မှာနိုင်ခိုင်းမှုတွေပြုလုပ်ခဲ့ပါတယ် ဆက်လက်ပြီးရန်ကုန်မြို့မှပြည်သူများကအတန်တိတ်သပိတ်တွေပါဝင်နေပြီးလမ်းစုံလမ်းကွာနှင့်နေရာတိုင်းစစ်တပ်ရဲနှင့်ဖြူစောတိများကိုနေရာတိုင်းတွင်ချထားတဲ့ဆွေတဲ့င်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်မြို့မှပြည်သူများကရဲနှင့်ပြုလုပ်သည့်အတန်တိတ်သပိတ်တွေပါဝင်နေကြကြောင်းဒေသခံပြည်သူများနှင့်ကင်းထောက်အဖွဲ့များကသတင်းဌာနကိုပြောကြားပါတယ်။ရန်ကုန်မြို့တွင်ယနေ့နက်10:30မိနစ်အချိန်မှစတင်ပြီးရင်းအသွာလာနှင့်လူအသွာလာများကျဲသွားပြီးဈေးကြီးများတွင်ဆိုင်များသာဖွက်လှစ်ထားကဝယ်သူမရှိတော့ကြောင်း ရခိုင်အင်းစိမ်မှရန်ကုန်မြို့အတွင်းနှစ်နာရီနီးပါးမောင်းနေရသောခီးစက်မှာမိနစ်30အတွင်းသွာလာနိုင်ကြောင်းတက္ကစီရန်မောင်းတချို့ကဆိုပါတယ်။ကားသွာလာလုံးဝကြီးရက်သွားတာမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့ပုံမှန်ရင်ကျောထက်80ရာခိုင်နှုန်းလျော့သွားတာတက္ကစီတွေတော်တော်များများလဲလမ်းပေးမှာပဲရက်ထားကြတယ်။100ရာခိုင်နှုန်းလောက်တော့ကားတွေကတော့လမ်းပေါ်မှာရှိနေတယ်။အဲ့ဒါကလည်းလိုင်းကားနဲ့ AC ကားတွေအော်ဒါရလို့လိုက်သွားတာအင်းစိမ်စုလေးကိုတကယ်မောင်းတာနိုင်ဝက်ပဲကြပါတယ်။ပုံမှန်ဆိုရင်ရင်ကျောနဲ့တနအိနဲ့နှစ်နာရီလောက်ကြာကြာတဲ့လမ်းဟူ န်ချောင်းမြို့နယ်စီတီမန်အနီးတွင်ဂိတ်ထိုးလေးရှိသည့်တက္ကစီရေမောင်းတပ်ဦးကဆိုပါတယ်။ယနေ့အတန်တိတ်တပိတ်နေ့တွင်တာကေတာမြို့နယ်အတွင်းအကျန်းဖတ်စစ်တပ်ကပြည်သူများအတန်တိတ်တပိတ်၌မပဝင်နိုင်ရန်ဈေးများ၌ရဲဝင်များဖြင့်ကင်းလေပြီးတပ်ပုံရိုက်သူများကိုပါ CCTV ဖြင့်စောင့်ကြည့်ဖမ်းဆီးနေကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့ဒီဇင်ဘာလ10ရက်နေ့တွင်အကြမ်းဖက်စစ်တပ်ကတာကေတာမြို့နယ်အတွင်းရှိစေးများတွင်အရက်ဝက်ဖြင့်လုံခြုံရေးယူကလှည့်လည်နေခြင်းဖြစ်ပြီးစစ်ကားနှင့်ရဲကားများလည်းအဆက်မပြတ်ကင်းပတ်နေကြောင်းသိရပါသည် ထို့ပြင်ဖုံးဖြစ်လေဓာတ်ပုံနှင့်ဗီဒီယိုမှတ်တမ်းရိုက်သူများကိုဖမ်းဆီးနိုင်ရန် CCTV များဖြင့်စောင့်ကြည့်နေကြောင်းပြည်သူများအတန်တိတ်သပိတ်တွေပူပေါင်းပါဝင်ခြင်းမပြုလုပ်နိုင်ရန်စစ်တပ်ကအရဲဝတ်ဖြင့်အသွေယူကောင်ဈေးတဲတွေလှည့်လည်နေခြင်းဖြစ်ကြောင်းသိရှိရပါသည်တကိတမှာအတန်တိတ်သပိတ်ဆင်နွှဲမဲ့ဒီနေ့နဲ့နောက်ပိုင်းကစပြီးတော့စစ်ခွေးတွေရောရဲခွေးတွေရောကားတွေနဲ့လှည့်လည်နေတယ်။တကိတတစ်ဈေးနဲ့ဈေးစီပြည့်တွေမှာလည်းဈေးအနှက် CCTV ကင်မရာတွေလိုက်လံတက်ဆင်ထားတယ်။ ဂျပန်နဲ့ဗီဒီယိုရိုက်တဲ့သူတွေကိုစောင့်ကြည့်ဖမ်းဆီးမယ်လို့သိရတယ်ဟုဒေတာကန်ပြည်သူတအုပ်ကပြောဆိုပါတယ်။ရှန်ကုန်တိုင်းသင်္ကန်းချုံမြို့နယ်လေးတော့ကန်လန်သူဝနာကွေအနီးတွင်နနက်10:20စနစ်ဝန်းကျင်မှစတင်ပြီးလူသွားလာမရှိသလောက်နေပါသွားပြီးလမ်းပေါ်တွင်မိနစ်30အတွင်းကားဆက်စီးဝန်းကျင်သာသွားလာတော့ကြောင်းသိရှိရပါတယ်။ ရန်ကုန်တိုင်းအင်းစိန်မြို့နယ်တွင်မူယနေ့နက်စင်နာရီ30မိနစ်မှစတင်၍ရင်သွာလာလုံးဝကင်းရှင်းသွားကြောင်းပုံမှန်နေ့စဉ်နေ့တိုင်းရင်ကျော်ပိတ်ဆို့လေ့ရှိသောအင်းစိန်အောင်စရကျိုးတရပေါ်တွင်ရင်အသွာလာမရှိသလောက်နှဲပါသွားကြောင်းသိရပါသည်ပုံမှန်အမြဲရန်ကုန်ဘက်အသွာကားပိတ်နေတဲ့အင်းစိန်ကျိုးတရပေါ်မှာကားပိတ်ဖို့မပြောနဲ့ကားဖြတ်တန်းသွားတာတောင်အတော်ကိုကျဲသွားတာ ဒါသာပေါ်မှာလည်းရှင်းလင်းနေတာပဲဘူဝါနဲ့အင်းစိန်ဈေးရှိမှလည်းဈေးတယ်နဲ့ဆိုင်ကန်းတွေပဲရှိတယ်လူကိုမရှိတာဟုအင်းစိန်မြို့နဲ့မြို့ချစ်လန်းတွေနေထိုင်သောပြည်သူတအုပ်ကရှင်းပြပါတယ်ရန်ကုန်မြို့လေကောင်းတွေလည်းယနေ့တနက်7:00နာရီမှစတင်၍လိုင်းကားကြီးများမှအပါရင်းအသွားလာအလွန်ရော့ကျသွားကြောင်းပုံမှန်လူအသွားလာရှုပ်ထွေးစီကားနေသောမဟာဗန္ဓုလာလန်ပန်ဆိုရလန်အနုယထာလန်နဲ့ကန္နာလန်တွင်ရင်းအသွားလာအလွန်ကျဲသွားကြောင်းသိရပါတယ်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။